မင်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်းပါ DBB ရုပ်မြင့်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်ငကတွင်းရွာကိုစက်တင်ဘာလ18ရက်နေ့မှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ပြည်သူ၈ယောက်ထင်အားရပြီးတယောက်သေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။မုံရွာမြို့အထက်မအူစစ်စေးကိတ်ကနေအဲ့ဒီလိုပစ်ခတ်ခဲ့တာလို့လည်းသိရပါတယ်။တရားရတဲ့အထက်မှာအသက်၈နှစ်အရွယ်ကလေးတယောက်ပါဝင်ပြီးတရားပြင်းထန်သူလည်းရှိတယ်လို့ဆိုပါတယ် တရားရသူတွေကိုစေကူတမှုခံယူဖို့စေယုံပုတ်ပေးထားတယ်လို့ဒေသခံပြည်သူကာကွယ်ခေါင်းဆောင်ကိုပြုံးငယ်ကပြောပါတယ်စစ်တပ်ကငကတွင်ရွာဘက်ကိုစစ်ကြောင်းထိုးဖို့ပြင်နေပြီးလက်နက်ကြီးနဲ့နေတိုင်းပစ်ခတ်နေတယ်လို့လည်းသူကဆိုပါတယ်လက်နက်ကြီးနဲ့ပစ်ခတ်ရတဲ့ငကတွင်ရွာဟာမုံရွာအမြင့်သွားကာလမပေါ်မှာတည်ရှိတဲ့ခြေရွာတွေဖြစ်တယ်လို့လည်းသိရပါတယ်ရှင် မကွေးတိုင်းမြန်မြို့နယ်တဲကိုစစ်တပ်ကစက်တင်ဘာလ18ရက်နေ့လယ်မှာစက်တက်လီထီတွေနဲ့ဘုံကျဲချခဲ့တဲ့အတွက်မြို့သမီးတယောက်သေဆုံးပြီး၃ယောက်ထပ်မံအထိကတ်တရားရခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။မြန်မြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ရေနံမှော်တွေဘက်ကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲပခုတ်ကူတက်မတရားတက်ကနေတက်လာတဲ့စက်တက်လီထီနှစ်စီးနဲ့ဘုံကျဲချခဲ့တာပါ။ အဲ့ဒီလိုပုံကျဲတဲ့အတွက်ရေနံခတ်နေတဲ့အမျိုးသမီးတယောက်နေရာမှာရင်သေဆုံးခဲ့ပြီးရေနံလောက်သား၃ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်ဆက်တက်လေထီရီနဲ့ကြောက်ခွက်ရေနံမှော်နဲ့ဝဲတူးရေနံမှော်တွေနားကိုပုံကျဲခဲ့တာဖြစ်ပြီးဖုန်းနဲ့အင်တာနက်လိုင်းခက်ခဲတွေရှိနေတဲ့အတွက်အချက်လက်အသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်တယ်လို့မြိုင်တောင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူက TVB ကိုပြောပါတယ် စက်တင်ဘာလ16ရက်ကလည်းမြိုင်မြို့နယ်အနောက်တောင်ချမ်းကစူဝင်ကျေးရွာအနီးကိုစစ်ကောင်စီတပ်ဘက်ကစက်တက်လေဒီနစီနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့ကိုရောက်နေတဲ့စစ်ရှောင်တွေကိုစစ်တပ်ရဲ့ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကလှူခဲတဲ့ဆန်တွေအတွက်ဆန်မုံငွေမပေးလို့ဆိုပြီးဆန်ဆိုင်ပိုင်ရှင်ကအဲ့ဒီဆန်အိတ်တွေကိုပြန်လာတည်သွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ပြခရက်စတေမာလာကိုရန်နေကစစ်တပ်ရဲ့ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်က ကြောင်မဲကနေလာရှို့ကိုတင်းရှောင်လာတဲ့စစ်ရှောင်းတွေကိုစံအိတ်140စီပိတ်သားချင်း80ခောက်ဆဲကြောက်55ကတ်နဲ့ကြက်ဥ55ကတ်လှူဒန်းခဲ့ပေမဲ့တမုံငွေ148သိန်းကိုမပေးသွားဘူးလို့ဆိုပါတယ်။အဲ့ဒီနောက်စက်တင်ဘာလ16ရက်နေ့မှာလာရှို့မြို့နယ်ထွေအုပ်စီနဲ့စံကိုတောင်ပိုင်ရှင်ကစံအိတ်20ကိုထားခဲ့ပြီးကျန်တာကို ပြန်သေးသွားတယ်လို့သိရပါတယ်။အဲ့ဒီလိုပြန်သေးသွားပေမဲ့စံဆိုင်ပိုင်ရှင်ဘက်က ဆိုင်အိတ်အတင်ချလုပ်တဲ့လုံသမားဖို့ဆယ်သိန်းကျော်ဆုံးသွားတယ်လို့ဖြစ်စဉ်ကိုသိတဲ့သူကပြောပါတယ်။တရားနယ်လေထိန်ချုပ်တဲ့ကြောက်မဲမျိုးကိုစစ်တပ်ကထိုးစစ်ဆင်နေလို့တိုက်ပွဲတွေဖြစ်ပြီးကြောက်မဲကစစ်ဆောင်တထောင်ကျော်လာရှုံမျိုးကိုစစ်ဆောင်လာနေရတာဖြစ်ပြီးရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်းကအကူအညီပေးနေရတာဖြစ်ပါတယ်ရှင်။ ကလေးတမူအာရှကာလမဂျီနာကစစ်ဆောင်2000ကျော်ဟာဂျမအေးဆောက်ရှောက်မှုမရတဲ့အတွက်အဲ့ဒီထဲကတက်ကြီးပိုင်းစစ်ဆောင်တချို့သေဆုံးတာတွေရှိနေတယ်လို့ကလေးငယ်တွေလည်းဂျမအေးပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်ဒီသတင်းကိုမော်ရစ်ကပေးပို့ထားပါတယ်ရှင်အိန္ဒိယမြန်မာနယ်စပ်ကအာရှကာလမကြီးဖြစ်တဲ့ကလေးတမူကာလမကြီးဘက်ကိုစစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်အနီးနားဝန်းကျင်ကရွာတွေဖြစ်တဲ့ထန်းသပင်ပန်းတာရန်ငိမ့်အောင်နမ်မွန်တာ ခမိတ်ခမွန်းအောင်အလော် ပုတ်တာရန်လင်းဖိုင်စားတဲ့ကြေးရွာဆေးရွာကဒေသခံ2000ကျော်ဟာဆစ်ဆောင်နေရတာ2လကျော်ရှိပြီဖြစ်ပါတယ်သူတို့ဟာဆစ်ဆောင်စခန်းတွေမှာနေနေကြရတာမဟုတ်ပဲနီးစပ်ရာတောထဲမှာပဲဖြစ်တလို့နေနေကြရတဲ့အတွက်ရာသီဥတုဒဏ်ကိုခံနေကြရတာပါအဲ့ဒီတဲမှာမှတကြီးရွယ်ဦးတွေနဲ့ခလေးတွေလည်းပါဝင်ပြီးဂျမ်းမာရေးစောက်ရှောက်မှုတွေလိုအပ်နေပါတယ်လက်ရှိထိုးစစ်တွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဂျမ်းမာရေးဆေးပေးကန်တွေပိတ်ထားရတဲ့အပြင် ဒေတာတွင်ကုံစီတည်ဆောင်ရာမှာတယူစိတ်ကြီးမြင့်နေတဲ့အတွက်စေဝါအပါဝင်ကုံစိန်းနှုံးနေမြင့်တက်နေတာကြောင့်တက်ကြီးပိုင်းစစ်ဆောင်တွေဟာတာမန်နေမကောင်းဖြစ်ရင်တော့ဈေးကူတာခွင့်မရပဲအသက်ဆုံးရှုံးနေရတာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီရဲ့အမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနကတမူးမြို့နယ်တာဝန်ခံဒေါ်ခိုင်လေးက DPP ကိုပြောပါရယ်ဆက်သွယ်ရေးအခက်ခဲတွေကြောင့်သူမရဲ့ပြောပြချက်ကိုအတန်အစားထိုးဖတ်ထားပါရယ်။နာမကျန်းဖြစ်ုံနဲ့တင်ဈေးမကူနိုင်မဲတည်ဆုံသွားတာမျိုးပါအဓိကလူကြီးတွေပေါ့ လူကြီးပိုင်းတည်ဆုံမှုကပြီးခဲ့တဲ့မိုးရသည့်အတွင်းမှာများပါတယ်။တည်ဆုံသူစီးရင်အတိအကျရဖို့ကျမတို့ဒေတာကောက်နေပါတယ်။တည်ဆုံသူစီးရင်အတိအကျရဖို့မြေပြင်မှာအချက်လက်ကောက်ယူနေစမှုတည်ဆုံသူဘယ်နှယောက်ထိရှိနေပြီဆိုတာတော့အတိအကျပြောလို့မရသေးပါဘူး။အဂိုလာပထမအဘက်ကစပြီးသခိုင်းတိုင်းတဲ့ကိုစေးဝါနဲ့လူသုံးကုန်ပစ္စည်းတည်ယူခွင့်နဲ့စစ်ကော်မရှင်ဘက်ကတားမြင်ပြီးတဲ့နောက်မှာအခြေခံလူသုံးကုန်ပစ္စည်းတွေနဲ့စေးဝါတွေဟာတမူးမြို့နယ်ဘက်မှာပြတ်တောက်လာတဲ့အပြင်ကုံစင်းနှုံးတွေပါတက်လာနေတာဖြစ်ပါတယ်။ အရိဒေတာမှာဂျမ်းမာရေးစောက်ရှောက်မှုလုပ်ပေးနေတဲ့ CDN ဆရာမဒေါ်ရတီအောင်ကစစ်ဆောင်စခန်းကဂျမ်းမာရေးအခြေအနေတွေကိုရှင်းပြပါဗျ။ဒီကလေးတွေအတွက်ကြတော့ရှားနာအရေးပြားပေါ့နော်အဲ့ဒါဖြစ်တယ်။နောက်တစ်ခါအခုရာသီဥတုအကူအပြောင်းမှုလို့အေးမိနှာစီးပေါ့။နောက်အဆုတ်ရောင်ပေါ့။အဲ့လိုယောဂါတွေဖြစ်ပါတယ်။လူကြီးတွေနေနေကတော့စိတ်ဖြစ်စဉ်မှုများတော့ ဒါသွေးတိုးပေါ့နော်အဲ့ဒါတွေဖြစ်ကြတယ်စီးကျူယောဂဝေဒနာတွေတွေကကြတော့ပုံမှန်တောက်သုံးနေကြဆေးတွေတောက်ခွင့်မရဘူးကိုဝင်ဆောင်နေရာလဲလှစဉ်ကျန်းမာရေးစောင့်ရှောက်မှုတွေမရဘူးဖြစ်နေတယ်ဆေးဝါးပြတ်တောက်မှုအနေနဲ့ကတော့အအခြေခံအိမ်သုံးစင်းဖြစ်တဲ့ပါရာစီတမောတို့စီပစ်တို့ကစပြီးတော့ကိုယ်ရတာအလွန်ခက်လာတယ် လက်ရှိကလေးတမူကားလန်းပိုင်းမှာစစ်ကြောင်းထတ်ထိုးလာလို့တော်လိုင်းတက်တီနဲ့တိုက်ပွဲပြင်းထန်နေပြီးပြီးခဲ့တဲ့ဇူလိုင်လကနေစက်တင်ဘာလအထိ2လကျော်အတွင်းစစ်ရှောင်နေရတဲ့ဒေသခံ2000ကျော်အတွက်စာနယ်ရိတ်ခါပိုင်းမလုံလောက်မှာကိုလည်းစိုးရင်ရတဲ့အနေအထားမှာရှိနေပါတယ်ကျွန်တော်မော်ရစ်ပါ TBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆမ်းပါရှင်